တဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်သတင်းချက်နဲ့မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ကန်အပ်ပါတယ်ခင်ဗျာခုရကပရမအုပ်ဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရေးကြီးအမြောက်တပ်ထုံးလေးလေးတို့အင်အား300ခန့်ပိုးကခန်းဆက်ပြင်ဆင်နေပြီးဈေးရုံတက်နေတဲ့တပ်သားများကိုပါရှေ့တန်းပို့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် AR တိုင်းရေးကြီးမျိုးနဲ့ ငတိုင်ချောင်းမြို့မှာရှိတဲ့မြောက်ဆန်းမြောက်တဲ့အုံလေးလေးမှာစကောင်းစီကအင်အားစုပွဲခန်းဆေးပြင်ဆင်နေတယ်လို့သိရပါတယ်။စကောင်းစီဟာအပြည့်ခက်ရဲစဲထားတဲ့ကာလာတွင်းအမြောက်တဲ့အုံလေးလေးတွင်းသူအေရီတိုင်းနဲ့ရန်ကုန်တိုင်းမှာဇင်းအားဒုံညာခန်းစုပွဲပိုးဆောင်ကခန်းဆေးပြင်ဆင်လျက်ရှိတယ်လို့စည်ရေးသတင်းရင်းမြစ်ထံမှသိရပါတယ်။အခုဒုံလေးလေးတက်တဲ့ကိုအင်အားတက်တဲ့စုပွဲပြင်ဆင်ထားပြီးမယ်။တက်ရဲ့ရှေးမျက်နှာစာမှာတော့အရင်လူအိုလူဟောင်းနေနဲ့စည်ရေးပြင်ထားတဲ့သဘောမျိုးဖြစ်နေပါတယ်လို့စည်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။ဒါအပြင်စုပွဲပိုးဆောင်ခံရတဲ့အင်အားများဟာလည်း စစ်တပ်နဲ့မဆင်9နဲ့မဆင်10မှာတနက်စင်းတပ်သားများဖြစ်ပြီးတော့တရင်ရဲ့ရှေ့လုံခြုံရေးယူတဲ့နေရာမှာဒိုက်ပွဲတွင်ဒဏ်ရာရတဲ့တပ်သားများကိုပြန်ခေါ်ကထုံထားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ပသိမ်မာဆာယာလေးမှာရှေ့တန်းမှာဒဏ်ရာရရှိလာတဲ့အကြမ်းဖက်စခေါင်းစီတပ်ဖွဲ့ဝင်တွေကိုလက်ပုတ်တိုက်ကူတာပေးပြီးတဲ့နောက်မြောက်ဆန်းမှာရှိတဲ့မြောက်တပ်သူပိုးဆောင်နေတဲ့တော့ဇေယုံမှာဆင်ပြေသူတွေလည်းရှိနေတယ်လို့ဒေသသတင်းရင်းမြစ်ထံမှသိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့အေပီလ20ရက်နေ့ကလည်းဒီရာဂုံပြင်းနယ်ဆင်ဟိုခွဲရွာမှာရှိတဲ့ဂုံဆောင်ဆိုင်ပန်းရှင်းနှုတ်ဆိုင်ရင်များတင်ဆောင်လာတာကို စကောင်းစီကအချမ်းဖတ်ထောက်ပို့လို့စစွဲပြီးတော့ရင်းနှီးတာဆက်စည်ရေးခိမှဖမ်းဆီးထားကြောင်းသိရပါတယ်။လက်ရှိမှာငတိုင်းချောင်းမြို့တွင်အာမတဒုံလေးလေးအနီးမှာစည်ရေးတင်းမာတဲ့အခြေအနေရှိနေတဲ့အတွက်အချမ်းဖတ်စကောင်းစီကတိုင်းဆက်ထနာချောင်းမိန်လို့ဆိုကဂုံးတဲ့၁၁ဦးတီဖမ်းဆီးစစ်ဆေးနေတယ်လို့ဒေသခံများထံကသိရပါတယ်။ဒါပြင်ရေချီမြို့ပေါ်မှာရှိတဲ့ရွှေလုံငန်းရှင်များကိုလည်းနေပြီးတော့သူဆင့်ခေါ်နေပြီးစစ်ဆေးမှုတွေရှိနေတယ်လို့ဒေသတရင်ရင်းမြစ်ကဆိုပါတယ်။လက်ရှိငတိုင်းချောင်းနဲ့လေးမျက်နှာမြို့နယ်တွေမှာစကောင်းစီကလေးချောင်းထိုက်ခိုက်ခြင်းနဲ့လက်နက်ကြီးပစ်ခတ်ခြင်းတွေပြုလုပ်နေတဲ့အတွက် ခြေဝါဒေသခံတွေမျိုးပေါ်ကိုဆိတ်ရှောင်နေရတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့အရေးပေါ်အခြေအနေချညာထားတာကြောင့်စစ်မှုတန်တပ်သားများနှစ်နှစ်ထက်ပိုမိုတာဝန်ထမ်းဆောင်ရမယ်လို့စစ်တပ်တွင်အသိပေးကောင်းနှစ်နှစ်ပြည့်စစ်မှုတန်တပ်သားများကိုချဲရတို့များပေးမှာဖြစ်ပြီးဘွဲရဆိုရင်ဘိုတင်နဲ့တက်ခွင့်ပေးမယ်လို့မလုံးပေးတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဆေးရနာတဲမှုကြောင့်ရေးပေါ်ချင်းနေချင်းညာထားတာကြောင့်စစ်မှုတန်တပ်သားများအနေနဲ့နှစ်နှစ်ထက်ပိုမိုတာဝန်ထမ်းဆောင်ရမယ်လို့ စစ်တပ်တွေဒီပေးမှုတွေလုံဆောင်လာတယ်လို့စစ်မှုတန်တတတိုင်းဝင်းကပြောဆိုပါတယ်။2024ခုနှစ်မေလမှာစစ်တပ်နဲ့ဗတ်စင်တက်ရောက်ခဲ့ပြီးရန်ပြည်နယ်တောင်ပိုင်းပင်လောင်းမှာတာဝန်ချထားခြင်းခံရတဲ့စစ်မှုတန်တတတချို့ကိုစကောင်းစီတက်မှတရင်မုံများကနိုင်ငံတော်ကလက်ရှိမှာရေးပေါ်ချိန်နေကြညာထားကြောင်းပုံမှန်အားဖြင့်ပြည်သူစစ်မှုတန်ဥပဒေအရစစ်မှုတန်တတများအနေနဲ့နှစ်နှစ်တာဝန်ထမ်းဆောင်ပြီးရင်စစ်မှုတန်တာဝန်ပြီးဆုံးမှဖြစ်ပေမဲ့လက်ရှိနိုင်ငံတော်မှာရေးပေါ်ချိန်နေကြညာထားတာကြောင်း ်ဇင်မှုတန်ရမယ့်တက်တန်းဟာနည်းနည်းထက်ပိုမိုမှဖြစ်တယ်လို့ဒီပေးလာခြင်းဖြစ်တယ်လို့သိရပါတယ်ဇင်မှုတန်ဘတ်စင်တင်ဆိုင်တွေကလာမယ့်2026ခုနှစ်မေလမှာဇင်မှုတန်တန်နည်းနည်းပြင်ပါပါဘယ်လောက်ဘက်မှာတာဝန်ချခဲ့တဲ့ဇင်မှုတန်ဘတ်စင်တင်ဆိုင်တင်နန်းသားတချို့ကိုတော့တရင်မှုတွေကနိုင်ငံတော်ကအရေးပေါ်အခြေအနေကြီးညာထားလို့နည်းနည်းပြည့်ရင်လည်းဆက်လက်တာဝန်ထမ်းဆောင်ရနိုင်တယ်ဆိုတာကိုဒါပါဈေးဝယ်မှာအတည်ပြုတယ်လို့ဇမုတန်တင်တဲ့ဗတ်စင်တင်စင်တတတဲ့တဝူရဲ့မိခင်ကပြောဆိုပါတယ်။ဒါပြင်ဇမုတန်တတများအနေနဲ့ စမုတ်တန်တန်နဲ့နဲ့ပြေးပြီးပါကဆက်လက်တာဝန်ထမ်းဆောင်မယ်ဆိုရင်ဒိုတက်ချက် တက်ချက်နဲ့တက်ချက်ကြီးယာတို့များကိုပေးရမှာဖြစ်ပြီးတော့ဘွဲရများဆိုရင်လုံတင်ဘူတင်နှများကိုရှောက်ထားနိုင်ရန်ထောက်ခံပေးမှာဖြစ်ကြောင်းအခြေခံပညာတက်တန်းချောင်းပေးဆောင်ထားသူများကိုလည်းပညာတဲ့တက်ချက်ကြီးတင်နှန်းချောင်းများတို့တိုက်ရောက်နိုင်ရေးထောက်ခံစစ်ဆင်ပေးမယ်လို့မလုံပေးလာကြောင်းသိရပါတယ်အခုတက်ထမ်းမှာကိုရေးရဆိုရင်ဖြစ်တော့ဘွဲရနဲ့တက်တိုးဝန်နဲ့အောင်နေဆိုရင်စမုတ်တန်နှစ်နှစ်ပြေးပြီးတာနဲ့ဘူတင်နှန်းနဲ့လုံတင်ဘူတင်နှန်းနဲ့တက်ခွင့်ပေးမယ်အလဲတန်းနဲ့တက်တန်းအောင်နေကိုတော့ အချက်ကြီးပညာတဲ့သင်တန်းကျောင်းတွေကိုတက်ခွင့်ပေးမယ်။တချက်ကြီးစီရေးဖြစ်သွားလို့ရှိရင်နိုင်ငံသားမှာစတက်မှုတွေနဲ့လိုက်ပါတာဝန်ထမ်းဆောင်ရမယ်ဆိုပြီးသင်တန်းကျောင်းကိုအုပ်ချုပ်သူတွေကပြောပါတယ်။စတက်ထဲမှာတလန်းတွေအများကြီးရှိတယ်လို့ပြောပါတယ်။သူတို့ပြောတဲ့ပုံစံအရကတော့စမှုတန်နည်းနည်းပြည့်ပြီးလဲထွက်လို့ရမယ့်ပုံတော့မရှိဘူးလို့ဟိုဘုံမျိုးဓမ္မတော်ကွန်ပျူတာနဲ့နေပညာသိပ္ပံကျောင်းမှာစမှုတန်သင်တန်းအပတ်စဉ်ခွန်ဆင်တက်တာတဲ့တူကပြောဆိုပါတယ်။စကောင်းစကထုတ်ပြန်ထားတဲ့ဗီဒိုစမှုထံနေဥပဒေပုံမှန်49မှာနိုင်ငံတော်မှာကာကွယ်ရေးနဲ့လုံခြုံရေးအခြေအနေပေါ်ပေါက်ပါက အရွယ်ရောက်ပြီးသူများအလုံးကိုဖြစ်စေတချို့ကိုဖြစ်စေပြီးသူစမှုထံတာဝန်ထမ်းဆောင်စေပြီးအလုံးကိုဖြစ်စေတချို့ကိုဖြစ်စေစစ်စေးယုံချင်းအမိန်ထုတ်ဆင်စမှုထံခိုင်းမှာဖြစ်တယ်လို့ပြထန်းထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့အေနဲ့ပီတီရဲ့ပူပေါင်းတပ်များဝင်ရောက်လာနေတာကြောင့်လေမျက်နှာမျိုးနဲ့တွဲမှာရှိတဲ့ဂျီဝါများမှအုပ်ချုပ်ရေးမှုများတင်းဆောင်ခြင်းနဲ့စစ်တပ်စခန်းများထံမှတွားရောက်ခိုးလုံနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အေရီတိုင်းလေမျက်နှာမျိုးနဲ့တွင်တော့အေနဲ့ပီတီရဲ့ပူပေါင်းတပ်များထိုးပေါဝင်ရောက်လာနေတာကြောင့် လေမျက်နှာမျိုးနဲ့တို့မှရှိတဲ့ဂျီဝါများမှာအုပ်ချုပ်ရေးမှုများတင်းရှောင်ခြင်းနဲ့စစ်တပ်စခန်းများထံမှသွားရောက်ခိုးလုံခြင်းတွေလှုံ့ဆော်နေတယ်လို့ဒေသနေပြည်သူများထံမှသိရပါတယ်။လေမျက်နှာမျိုးနဲ့ဘန်တော်ကြီးဂျီဝါဝါတော်ကွင်းဂျီဝါနဲ့တောင်ဂျီဝါမှာအုပ်ချုပ်ရေးမှုများနဲ့ဝါတော်ကွင်းဂျီဝါတောင်ဂျီဝါမှာအုပ်ချုပ်ရေးမှုများနဲ့ရွာအုပ်ချုပ်ရေးဖိုးဝင်များဟာဟင်္ဒရာမျိုးပေါ်သို့ထွက်ပြေးတင်းရှောင်သွားကြကြောင်းတချို့သောခြေဝါများမှာအုပ်ချုပ်ရေးမှုများကတော့စစ်တပ်ကဓာစီထားတာကြောင့်ဖွဲ့ပြေးတင်းရှောင်ခြင်းတွေမပြုလုပ်ပေမဲ့စစ်တပ်အထိုင်စခန်းများမှာသာသွားရောက်အိပ်စက်နေထိုင်ကြတယ်လို့သိရပါတယ်။ တောင်လာအူကြီးစော်တော်မင်းနဲ့ရာရင်မိုးဆက်ရင်မိုးတွေအကုန်ဟင်္ဒရာမျိုးပေါ်ထွက်ပြေးကုန်ပြီ။ဝါတော်ကွင်းတိုက်ပွဲဖြစ်တော့ထွက်ပြေးကြတာ။ဘန်တော်ကြီးနဲ့ဝါတော်ကွင်းရွာကအူကြီးတွေလည်းအကုန်ပြေးကုန်ကြပြီ။ပြီးတော့တခြားရွာတွေမှာစက်တကဝင်ပြီးတော့ထိုင်စခန်းထက်ဆွဲထားတော့တချို့အူကြီးတွေကပြေးမရဘူး။ငဝန်တရားစင်းကရွှေသစ်စုရွာမှာဆိုရင်စက်တကထက်ဆွဲထားတယ်။အူကြီးတွေကစက်တက်ထိုင်စခန်းထဲမှာတွားနေကြတယ်။ဒီလိုပဲထောင်ကွေးနင်းချံခတ်တူစီစုံခြေဝါးတွေမှာလည်းအူကြီးတွေကစက်တက်ကိုထောက်ပံ့ကူညီပေးနေတယ်။ဒုံတော်ကញင်တိုင်းကအူကြီးတွေကလည်းတက်ကိုကူညီပေးနေတယ်လို့ လေမင်းနာမျိုးနယ်မှာတော်လိုင်းကြီးကင်းထောက်တရင်ကြီးမြက်ကဆိုပါတယ်။လေမင်းနာမျိုးနယ်ရွှေသိစုခြေဝါမှာလက်နက်ကင်ခြေဝါအုပ်ချုပ်ရေးမှုဆောင်နိုင်ကခြေဝါနေပြည်သူများကိုလဲကြထမင်းနဲ့ဟင်းများတင်းချက်ချက်ခိုင်းပြီးအချမ်းဖတ်စစ်တပ်တန်တို့ပို့ဆောင်ခိုင်းနေတယ်လို့လည်းသိရပါတယ်။စစ်တပ်ကလေမင်းနာမျိုးနယ်အတွင်းမှာရှိတဲ့ခွင်းကြီးခြေဝါအုပ်စုအောင်ဆန်ခွင်းခြေဝါ၊ဇေးပင်ခွင်းခြေဝါ၊ဝက်ခုံခြေဝါအုပ်စုမှာရှိတဲ့ဝက်ခုံရွာ၊လဲခုံလေးရွာ၊လဲခုံကြီးရွာ၊ဆက်ဆက်ရွာ၊ချင်းလေးရွာနဲ့စံခုံရွာတို့မှာလုံခြုံရေးများတင်းချက်နေပြီးတော့ ရခိုင်တိုင်းရင်းသားစပေးရှောင်းနေတဲ့လူစိမ်းများကိုဖမ်းဆီးစစ်ဆေးမှုတွေလုံဆောင်နေတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နဂါးကြီးကြောင့်ငလျင်လှုပ်တယ်လို့မိုင်ဖုံးဆရာတော်ဟောပြောမှုဟာငလျင်ချိုတင်ကာကွယ်ရေးတွယ်အန်ရဲ့ကြီးတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ယခုစကိုင်းငလျင်ကြီးဟာကဘာမြေကြီးအောင်မှမိုင်မောင်း3000ကျော်ရှိတဲ့နဂါးကြီးကလှန်လိုက်ချင်းကြောင့်လှုပ်ချင်းဖြစ်တယ်လို့မိုင်ဖုံးဆရာတော်ရဲ့ဟောပြောမှုဟာတဘာဝဘေးချိုတင်ကာကွယ်ရေးတွယ်ယူလွမ်းမနိုင်စကားအနေအကြီးမပြီးဘာသာရေးရချင်းထဲ့ချင်းလို့ဘုံမီးပြတာပညာရှင်များနဲ့လူမှုရေးဖွဲ့များကဝေဖန်ကြပါတယ်။ ငလျင်တန်တင့်ဒေတာများတို့ကမေတ္တာပို့ကူညီထောက်ပံ့ခြင်းအလူခေးစဉ်ဆိုတဲ့ခေါင်းစဉ်နဲ့ရန်ကုန်မြို့သူရောက်ရှိနေတဲ့မိုင်ဖုံးဆရာတော်ကတရားပွဲတစ်ခုမှာထုတ်ခဲ့သူဟောပြောခဲ့ခြင်းဖြစ်ပါတယ်။ငကားရဲ့အရှိကမိုင်ပေါင်း၃000ကျော်တယ်။လန်လိုက်တော့မြင်းကလေးလှုပ်သွားတယ်လို့မိုင်ဖုံးဆရာတော်ကဘာသာပြန်ဖုံးကြီးမှတဆင့်ဟောခဲ့ပါတယ်။ထိုချိန်မှာတရားနာသူများထံကလည်းအံဟောတဲ့ပုံစံနဲ့အမရိတန်တွေထွက်လာခဲ့ပါတယ်။ယုံကြည်ခိုးခွဲသူအများပြားရှိနေတဲ့မိုင်ဖုံးဆရာတော်ကဲ့သို့သောပုဂ္ဂိုလ်ကမဟုံးမမှန်တဲ့အကြောင်းများကိုထုတ်ခဲ့သူဟောပြောနေခြင်းဟာ ငလျင်ဘေးရန်နေရရှိနေတဲ့မြန်မာနိုင်ငံမှာတဘာဝအနေနဲ့ကြိုတင်ကာကွယ်ရေးတို့ကအနေအမြကြီးမားစေတယ်လို့ဗုံးမွေးပြတာပညာရှင်တဝူကပြောပါတယ်။အခုဖြဲပြေးကြအောင်မြေကြီးကတဘာဝတိုင်းလောက်ခါတာကိုငကားကလမ်းလို့လှုပ်တယ်လို့ပြောတာကတော်တော်ကိုအနေအကြီးပါတယ်။ဒါကပေါ်ပေါ်တန်တန်သဘောထားလို့မရဘူးလို့ဆိုပါဗုံးမွေးပြတာပညာရှင်ကဆိုပါတယ်။ခက်ပါတယ်ဗျာ။ဒီလိုဟောတာပြောတာတွေကတဘာဝပေးကြိုတင်ကာကွယ်ရေးဒုံးပြန်ရင်ဆိုင်ရေးဘိုင်းနဲ့မှရေးလိုက်လွှဲသွားနိုင်ပါတယ်။ငလျင်ကငလျင်မှာငကားနဲ့ဘာမှမဆိုင်ပါဘူး။ လူတို့အနေနဲ့ငလျင်ဘေးကိုအမြဲတစေတည်ပြုနေထိုင်ရပါမယ်လို့မြန်မာနိုင်ငံမြင်းငလျင်ကော်မတီဝင်တဝူးကလည်းပြောဆိုပါတယ်။ယခုလိုမိုင်ဖုံးစရာတော့ဟောပြောသည်ကို၎င်းအားကိုးကွယ်ထောက်ခံသူများကယုံကြည်သွားမယ်ဆိုရင်မြင်းငလျင်ကိုတဘာဝဘေးဖြစ်မမြင်တော့ဘဲနဲ့ဂျိုတင်ကာကွယ်ရေးအစီအမံများကိုလိုက်ပါဆောင်ရွက်ခြင်းမရှိပါကအမှန်တကယ်ငလျင်လှူရှားခြင်းမှာထိခိုက်ဆုံးရှုံးမှုတွေများပြားနိုင်တယ်လို့ဘူမိပညာရှင်နဲ့လူမှုကွယ်ဆယ်ရေးဖွဲ့ဝင်တဝူးကပြောဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလောက်ခဲ့တဲ့မဂနီကျူ9.3ခွန်ရှိတဲ့ဖျားပြင်းစကိုင်းငလျင်ဟာ မြန်မာနိုင်ငံထပ်ပိုင်းမှာအောက်ပိုင်းထိကီလိုမီတာ1100ကျော်မိုင်900ကျော်ရှည်လျားတဲ့စကိုင်းပြည့်ရွေရဲ့အလဲပိုင်းမှာမန္တလေးနဲ့စကိုင်းမြို့ကိုဗိုလ်ဖြူကလှုပ်ချင်းဖြစ်တယ်လို့ဘူမိဗေဒပညာရှင်များနဲ့မြင်းကလင်းကော်မတီကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်အိန္ဒိယကျောက်ထိုးချက်နဲ့ယူရေရှားကျောက်လွှာချက်တွေဆုံရတောင်မြအူတီနေတဲ့စကိုင်းပြည့်ရွေတစ်လျှောက်ဘေးတိုင်းလှုပ်ရှားမှုကြောင့်ယခုလိုငလျင်ဖြစ်ပေါ်လာတယ်လို့အမေရိကန်ဘူမိတိုင်းထားရေးဌာနကလည်းသုံးသပ်ထားပါတယ်။ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့မြေပြင်အကြောင်းများဟာအရှေ950ကီလိုမီတာ342မိုင်အထိရှိပြီးတော့ မတန်းတင်ထားနိုင်တဲ့များမြေပြင်အကြောင်းများထဲမှာအရှိဆုံးလို့ American Agatha Agency ကလည်းထုတ်ပြန်ထားပါတယ်။စကိုင်းဒိဗေကျော်တခြားမှာ2မီတာကျော်မြေများရွယ်ဆောင်သွားပြီးတချို့နေရာတွေမှာ6မီတာကျော်အထိမြေတွေရွယ်ဆောင်သွားတယ်လို့ NASA ကလည်းထုတ်ပြန်ပါတယ်။အခုအကွဲချောင်းတွေကိုလိုက်ကြည့်တဲ့သူတွေသတိထားနော်။ငကားနဲ့တိုးနေမယ်လို့မိုင်ပုံဆရာတော်ရဲ့ဟောပြောမှုပေါ်လူငယ်တအူးကရှုံးပေါက်ထားပါတယ်။ဒီတော်လိုင်းကြီးကအာနာရှင်နေမကဘူး။ဒိုင်ယူနေယူတဲ့သူတွေပါအကုန်ထောင်နဲ့ဖမ်းပြီးတော့လူလူတွေ့တဲ့အောင်စားကြခိုင်းရမယ်လို့ရန်ကုန်မြို့ကန်တအူးကလည်းပြောပါတယ်။ အင်အားပြင်းမြင်ကလေးနေဟာဗိုလ်ပြူးတဲ့နေရာပတ်ဝန်းကျင်မှာနေပေါင်း80မှ100အချားမှတစ်ချိန်ပြန်ကလှုပ်ရှားလို့ရှိပြီးစကိုင်းပြည့်ရွေးရဲ့ဘိုးပိုင်းဟာအင်အားပြင်းကလေးလုံနိုင်ချေရှိကြောင်းနဲ့လှုပ်ရှားမယ်ဆိုပါကထမ်းမြင့်အဆောက်အအုံများပြားရှိတဲ့ရန်ကုန်မြို့ဟာအနေရရှိတယ်လို့ဗမေးဝေဒပညာရှင်များကနေပေါင်းများစွာကလေးကသတိပေးထားပူပါတယ်အဆိုပါစကိုင်းပြည့်ရွေးရဲ့ဘိုးပိုင်းဟာလွန်ခဲ့တဲ့1939ခုနှစ်ကလည်းအင်အားပြင်းကလေးလှုပ်ခဲ့ပြီးတော့ရန်ကုန်မြို့မှာလည်းထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပါတယ်အဲဒီပြည့်ရွေးဟာအင်အားပြင်းအဆင့်မလောက်တာဟာ65နှစ်ရှိနေပြီလည်းဖြစ်ပါတယ် ငလင်အန်ရဲ့အချုပ်တင်ကာကွယ်ရေးတွေစနစ်တကျလုံဆောင်ရန်လိုအပ်နေတဲ့ကာလမှာအခုလိုမိုင်ဖုံးစရတော့မင်းချားတကယ်တို့ယုံတိမရှိတဲ့ဟောပြောမှုတွေကလူတို့တွေအန်ရဲ့ချိန်မစေတယ်လို့ရန်ကုန်မြို့မှာလူမှုကွန်ရက်တွေဆောင်ရွက်နေသူတော်ဦးကဆိုပါတယ်။မိုင်ဖုံးစရတော့ဟာစက်တက်တန်ဝဲမှာကိုခွဲမှုများပြီးစေကောင်းဆောင်ကလည်းယုံကြည်ကိုခွဲတဲ့ဘုံကြီးလည်းဖြစ်ပါတယ်။ဒါပြင်၎င်းကအေပီလာ20ရက်နေ့ညကလည်းအာနာထိန်ကောင်းဆောင်တည်ထားတဲ့နေပြောမှာရှိတဲ့မာရာဝီစရဖျားကိုတွားရောက်ဖူးမြော်ခဲ့ပါတယ်။မိုင်မောင်၃000ရှိတဲ့ငကားကြီးကလှန်လိုက်လို့ငလင်လှုပ်တာတဲ့ ပြီးတော့အကူတူရှိတဲ့သူတွေတေးကြပြစည်းကြတာတဲ့ဒီ post တင်ရတာဟာမာရွေးနဲ့အယူဆတွေဟောပြောနေလို့ပါလူမျိုးရင်းနဲ့သက်ဆိုင်ခြင်းမရှိပါလို့ဗုဒ္ဓဝိဟာရဆရာတော်ကလည်းမိုင်ဘုံဆရာတော်ရဲ့ဟောပြောမှုရုပ်တမတန်ကိုမျှဝေပြီးတော့ရေးသားမင်ကြားထားပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးမပန့်ဆဲလို့ပါလဲငကားကပလက်လန်လိုက်လို့ငလျင်လှုပ်တယ်လို့ဟောတဲ့သူကလည်းဟောရုရှားကလည်းအဲ့ဒီငလျင်ကြောကြီးပေါ်မှာညူဆက်ယုံဆောက်အောင်ပါတယ်နောက်တစ်ခေါက်လောက်ငကားအကျော်ဆန်းလိုက်လို့ကတော့တနိုင်ငံလုံးကိုစမုံတုံးကုန်ပါဟင်ပျော်စရာတွေတော့ကောင်းနေပြီ နဂါးကပလက်လန်နာတောင်ခွန်ထထမကိုမဂနီကျူးဆိုရင်နဂါးရီတာဟိုဟာကြရင်စမ်းစားကြည့်ကြစမ်းဆိုပြီးတယောထားတာပဲဖြစ်ပါတယ်။ဒုံအောင်မင်းအောင်နိုင်ရဲ့အပြေးရည်ဆိုဒီမားဆိုတဲ့ဆောင်းမရှင်ဆရာလာဆိုဝီရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါတယ်။လက်ရှိနိုင်ငံတကာမှာပေးပို့တဲ့အကူအညီတွေဟာမန္တလေးနဲ့နေပြည်တော်မှာသာစုပုံနေပြီးတော့သခိုင်းပဝင်တခြားထိတာများတို့မစိုးစလောက်တာရောက်ရှိနေသေးတယ်လို့သိရပါတယ်။လက်ရှိမင်းအောင်နိုင်ရဲ့အပြေးခက်ရပ်ပေးထားမှုမှာဇိုနေပွဲစီတို့ဦးတည်လိမ့်မယ်လို့မျှော်လင့်ချက်ထားခဲ့သူများလည်း မန်းချမ်းနဲ့နန်းတို့အမကိုင်ဖြစ်ကုန်ကြပါလိမ့်။နောက်ပိုင်းအလို့တဘောဆက်တွေ့နေနိုင်ခြင်းလည်းမရှိ။ကိုယ်တဘောနဲ့ကိုလူကြားကောင်းအောင်နိုင်ငံကသတင်းစာမျက်နှာများမှာပါယုံလောက်တာလှူလာခြင်းမျိုးသာဖြစ်ပါလိမ့်။ AB 30ရက်နေ့ဒီအဖြစ်ရထားတဲ့ဆိုပေမဲ့လည်းယမန်နဲ့ဇူလိုင်လ10ရက်နေ့ကလေးက DNA လေးသိမ်းပိုက်ထားတဲ့နောက်ချုပ်ကိုပြန်ပြီးတော့ဒိန်းနိုင်ရန်ဒုစစ်ကြီးကိုပြင်ဆင်နေတယ်လို့စစ်တပ်နဲ့နှိစက်တဲ့သတင်းရက်ွက်အများကိုကိုးကားပြီးတော့ဆိုထားပါလိမ့်။နောက်ချုပ်မျိုးရဲ့တောင်ပတ်မန်နေဆယ်ကွာမှာရှိတဲ့တောင်ခန်းဒေသတို့မြင်းကလေးရင်လောက်ခတ်ပြီး၄ရက်ကြာမှာ တရုံများစကုများရိခများအလုံးရင်းနဲ့ပေးပို့နေတယ်လို့ပါရှိပါတယ်။ရန်ကုန်မှာရှိတဲ့ခမရ17နဲ့လာချိုးတို့ရောက်ရှိလာမဲ့တရဲများပူပေါင်းပါဝင်မယ်လို့သိရပါတယ်။ဤတွေကိုလက်ရှိလာချိုးကို အုပ်ချုပ်နေတဲ့ဒေယုတ်တပ်များကလက်ခံမြီလာဆိုတွေကိုစောင့်ကြည့်ရပါမယ်။တောင်ခမ်းမှာမဆိုတလောက်အောင်ပွဲများရလာတာကြောင့်ဒွေးကြွလာပုံရပါတယ်။တတက်လုံးကစစ်တိုက်စားလာတာကြောင့်ဒိုင်းရိုက်ခိုက်ရလက်နဲ့အင်အားပြေးဆုံးလာတာကြောင့်မြေတုံးမှချေမုန်းနိုင်ခြင်းရှိမှမဟုတ်လို့ပြည်ပမှာစေရေးချွန်ချင်းတို့များကခံမှန်းထားခဲ့ပေမဲ့လေနဲ့တွင်၎င်းတို့စိတ်ချလက်ချသွားနိုင်တဲ့ဧရိယာဟာ တနိုင်ငံလုံးရဲ့25ရာခိုင်နှုန်းသာရှိတော့အောင်ပြည်သူဘက်တော်သားဒေါ်လန်ရင်းများကစွန့်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။မြားဝရီကိုတင်းရန်အချာနာပြင်ဆင်လာတဲ့အောင်စေးရစစ်ကြောင်းကလည်းဒေသူတွေထွက်ပြေးသူထွက်ပြေးလက်နက်ချသူချနဲ့ပြုတ်ပြုတ်ပြုံးကုန်ပြီးတော့စကားတွေပင်ထဲမှာပြောကြတော့ပါ။ငင်းချမ်းရေးတို့ကလန်ခင်းပေးတဲ့စကားတန်တလုံးတော့ပါတာမှထွက်မလာပဲ။ရံမုံမဲ့မြေတီလှူရှားမှုမျိုးကိုမဆိုလက်တုံးပြန်ပြီးရွေးကောက်ပွဲကိုလုံးမယ်ဆိုတဲ့လေတန်ပြင်းနေစေပင်ဖြစ်ပါတယ်။အဆိုပါအနေထားများကိုကြည့်မယ်ဆိုရင်စေကောင်းဆောင်များဟာ၎င်းတို့ရဲ့အာဏာကို ဇက်လက်ထိန်းချုပ်သွားနိုင်ရေလောက်ကိုသာစိတ်ဝင်စားနေတာကိုထင်ရှားတွေ့လာရပါတယ်။ရွေးကောက်ပွဲလုပ်ပြီးလွတ်တော်ခေါ်ဖို့နေရာပင်မရှိတော့ပါ။လမ်းဘေးမှာတဲထိုးပြီးတော့ချင်းပါရမယ်လွတ်တော်မျိုးသားဖြစ်နေပါတယ်။ရွေးကောက်ပွဲဝင်မဲဆိုတဲ့နိုင်ငံရေးပါတီများကလည်းယခုမြင်းကလေးမှမိတို့ကူညီနေပါတယ်ဆိုတဲ့သတင်းတွေထွက်မလာတော့ပါ။၎င်းတို့ဖို့ကတခုတခါမဲဆွဲရမယ်မလို့တော့တဲ့ရွေးကောက်ပွဲမျိုးကိုစံနှောရမယ်ဆိုတာကိုသိထားပြီးလည်းဖြစ်တယ်လို့ထင်ပါတယ်။စကိုင်းဒေတာကများအဆိုအရငလင်းလုံပြီးဆယ်ရဲကြတဲ့အထိကူညီတွေရောက်မလာခဲ့ဘူးလို့ဆိုပါတယ်။ လူဦးရေ၅ရက်သမ၃တန်းရှိတဲ့စကိုင်းတိုင်းဒေသကြီးဟာဒနိုင်ငံလုံးအတိုင်းတာနဲ့ဆိုရင်စတဲ့ရဲ့လေချောင်းနဲ့လက်နက်ကြီးများဖြစ်ခဲ့တက်ခဲမှုအများဆုံးခံခဲ့ရတယ်လို့ဆိုပါတယ်။ယခုကအပူချိန်၄၄ဒီဂရီစင်တီဂရိတ်တွေရှိလာနေပြီးဘိမ့်မိတည်ဆုံသွားသူများရဲ့အနမ်းတက်များရှိနေသေးပေမဲ့ဒေသခံစေတနာဝန်ထမ်းဖွဲ့များကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် NGO များမလေးရှားမှဆိတ်လုပ်ထားတဲ့အဖွဲ့ဝင်69ဦးပါတဲ့မြေပြင်စေယုံတို့သာကြန့်ရှိပါတယ်။ဒါပြင်၎င်းတို့အားလုံးကလည်းစကောင်းစီရဲ့ခွင့်ထူးချက်ဘေးမှသာလုံခြုံနိုင်စွမ်းရှိနေတာကြောင့် အခက်အခဲများစွာနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ကျန်းမာရေးနဲ့တကူရေးတန်ရှင်းမှုပြဿနာဟာအကြီးမားဆုံးစင်ခေါ်မှုဖြစ်လာနေပါတယ်။အထူးသဖြင့်ဝမ်ယောဂနဲ့အစာရင်ယောဂများအဖြစ်များလာနေပါတယ်။ဈေးကြုံနဲ့သွေးတို့ဝေနာရှင်များပုံမှန်တော်တုံးနေကြဆေးဝါးများလည်းအကြီးကျယ်ပြက်လက်လာနေပါတယ်။လက်ရှိမှာစကောင်းစီတံများဟာကယ်ဆယ်ရေးလုပ်ငန်းများမှာပါဝင်ပတ်သက်နေမှုဟာမဆိုစလောက်သာရှိနေတာကြောင့်ကိုကြီးထောက်ပံ့ပေးနေမှုများကိုပေးဆို့နေတဲ့ဆိုဒီမှာပုံကြီးချက်နေခြင်းလို့ပြောဆိုမှုတွေရှိနေပါတယ်။၎င်းတို့ဘက်ကလုံတင်လုံတိုက်တဲ့တာဝန်များပြက်ကွက်နေတာကတော့အမှန်ပဲဖြစ်ပါတယ်။ ၎င်းတို့အာနာတင်ပြီးချိန်ကစလို့နိုင်ငံရဲ့ဖွံ့ဖြိုးမှုဟာနယ်ပယ်အားလုံးမှာဆုံးယုတ်ကြဆင်းသွားခဲ့တာကိုကြီးကအဆန်းတကျတော့မဟုတ်လားပါပြည်သူတွေရဲ့ခုခံတွန်းလှန်စေမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးတင်နားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လိုင်းဖက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ